မာလာမမာလာဆိုတဲ့သူတွေအတွက်ကြောင်မြောင်လို့နေရာမျိုးမှာ၄တောင်နဲ့မာလာရင်စပြီးတော့စားလို့ရနေပြီနော်စိတ်ဝင်စားရဆိုလို့ရှင်ဒီဗီဒီယိုလေးဒါအဆုံးထိကြည့်လိုက်ကြတော့ဒီနေ့ကျွန်တော်ကကြောင်မြောင်ထဲမှာရှိရဲလင်းလင်းဆိုတဲ့မာလာချက်ကောမာလာမောက်ချက်မြေဦးမရှိရောင်းတဲ့ဆိုင်လေးမှာတွတ်ဆခဲ့ပါတယ်ကျွန်တော်ကတော့မာလာချက်ကောနဲ့မာလာမောက်ချက်တွေထည့်ပြီးစားဖို့အတွက်တော့အကင်နဲ့အသားတွေကိုအများကြီးရွှေထားပါတယ်လင်းလင်းမှာရေချဲစရာအကင်လေးလည်းစုံပါတယ်တခါလေးပြောလိုက်မယ်နော်အဆက်လဲချိုက်တယ်အဆက်စားပြီးတော့ဆက်တတ်တယ်ဆိုလို့ရှင်တော့လင်းလင်းကအေးပါရောင်းတယ်အဲ့တော့တခါလေးသာဝယ်ပြီးတော့တောက်ထားလိုက်တော့မာလာချက်ကောနဲ့လေးကလေးတော်တော်လေးကို ွေပြီးတော့စားချင်စရာလေးကျွန်တော်ကရှက်ကောလေးကိုဝမ်းမို့လုံးနဲ့မှာပြီးတော့မာလာမောချက်ကိုတော့စီဖူးနဲ့မှာလိုက်ပါတယ်ကျွန်တော်မှာထားတဲ့မီနူလေးတွေကတော့ရှားပါပြီကဲအဲ့ဒါဆိုလို့ရှိရင်စားကြပါဦးဒီဆိုင်လေးကလေအကင်းနဲ့သားလေးကိုစိတ်ကြွေပြီးတော့စားလို့ရတယ်ကျွန်တော်ကတော့ဟိုတဲ့ဒီချင်းနဲ့ရွေးရွေးန တောင်းခွဲလောက်တော့ဖြစ်သွားတယ်မာလာရှက်ကောရဲ့ရတာလေးကလေးရန်တော့မထုံကျွန်တော်ကတော့အဆက်မစားနိုင်တော့အဆက်ကောထုံကိုရှော့ခိုင်းလိုက်ပါတယ်အထုံဆက်ကြိုက်တဲ့သူတွေကတော့အထုံဆက်ကိုအများကြီးထိပြီးတော့စားဖို့ဗျာရတာကတော့ဘယ်ပြောကောင်းမလဲမာလာရှက်ကောရတာကောင်းမရေဆိုလို့ရှိရင်လေရှာတီဦးသူပူရတဲ့အေးရည်မသိဘူးနော်ကျွန်တော်ကတထိုင်နေကိုထိုင်စားပြစ်တာအခုအချိန်နေလိုပဲရှိုးတောက်ဆရာအေးအင်းနေနဲ့ဘာမှထားလဲဆိုလို့ရှိရင်တော့ဒူးဆိုတာနဲ့ပင်မက်ကိုသာပြေးမိမလားချော်ချော်နဲ့ပါရောရတော့လေရတာမဆိုးလုံးဝ fresh ဖြစ်တဲ့တောက်ရတဲ့ရတာကျွန်တော်ဆန်ရှင်ကရော့မောင်လီစားဆိုတာနဲ့ကျွန်တော်လည်းထပ်စားလိုက်တယ်မောက်ချရဲ့မာလာဟင်းရဲ့မြေဦးမီ ရှိလေးရဲ့ဗမာလိုက်သေးတယ်မာလာမောင်ချိုက်ကတော့လေမာလာရှန်ကိုအရေးပါရှင်းလို့ပဲပြောရမလားပဲမာလာမောင်ချိုက်လေးကလည်းတပွဲကိုတပေါင်းကနေစားပါတယ်ပူရှင်းကလည်းမြားတော့နှစ်ယောက်ကတော့အသာလေးစားလို့ရတယ်ကျွန်တော်ကအမို့တို့ပတ်ပွင့်တို့ပဇွန်တို့ကိုလည်းကြိုက်တယ်လေသူ့အမေတဲမှနေအဲ့ဒါတွေပါလာလာနေတယ်ကိုချိန်နဲ့နေပြီတပေါင်းလုံးနဲ့လေနော်ရှေ့တန်းပဲမာလာမောင်ချိုက်ရဲ့ရတာကတိတ်ပြီးတော့လည်းမဆက်ပါဘူးဒါပေမဲ့အရှားသာလေးကတော့နည်းနည်းလေးတော့ငံပါတယ်အငံချိုက်တဲ့သူတွေရဲ့အတွက်ကတော့စားရတာလုံအောင်အဆင်ပြေပါတယ်ပြီးတော့လေချက်ချီတော့မာလာရဲ့အရှားသာလေးဘာပြောကောင်းလို့လဲမမေးနဲ့ချက်ချီတော့မာလာကလည်းတပွဲကို9000ဝမ်းရပါတပွဲ ွဲကို9500နဲ့စားရတဲ့အသားလည်းတော်တော်လေးကိုနူပါတယ်ဒူးခုစားနေရမာလာရင်ဆိုလို့ရှိရင်လည်းတပွဲကို4000ဝါနေစပြီးစားလို့ရပါတယ်အသားတို့ကြံမဲတို့ဆိုလို့ရှိရင်လည်းဆိတ်ချရွေပြီးတော့ထိတ်ပြီးတော့စားလို့ရပါသေးတယ်လင်းလင်းမာကမာလာရင်ကိုတပွဲ4000ကတော့တော်တော်လေးကိုတန်ပါတယ်အခုမာလာရင်လည်းစားပြီးပြီဆိုတော့မြေဦးမရှိလေးလည်းစားလိုက်ပါအောင်မယ်မြေဦးမရှိရဲ့အရေးရတာနဲ့မာလာမချရဲ့အရေးရတာလုံးဝမတူဘူးတော့မရှိပဲနူးနူးညံ့ညံ့လေးနဲ့အရေးကလည်းတောက်ကလာမမီးနဲ့နေမကောင်းလို့ဂရင်းပြတ်နေရဆိုလို့ရှိရင်တော့လင်းလင်းရဲ့မြေဦးမရှိလေးကလာစားကြည့်လိုက်တော့ကဲကျွန်တော်ကတော့အခုဆက်ပြီးတော့စားလိုက်ပါအောင်မယ်နောက်ဗီဒီယိုလေးပါပြန်တွေ့ပါမယ်အားလုံးပဲ Ta-da!